တတိယကိုကျိုးတုံရိုက်ပြီးသူရဲ့ကောင်းပွဲခံရအောင်လဲကျမတို့စိတ်သက်ကအောက်တက်မကြတဲ့အခါကျတော့ဩ PDF ဒီနဲ့ကရသပုံဒီ CDN ဆောင်းဝင်ဒီမိုးကြိုးပြစ်လို့တိတ်သွားတယ်ဆိုတော့လဲမိုးကြိုးပြစ်ခံရတယ်ပေါ့ထလောက်ပါပဲတကယ်လို့များအဲ့နေရာမှာတက်မတော်ရဲ့တက်စကန်တစ်ခုသို့မဟုတ်ရှေးတဲ့စစ်မျက်နှာပြင်မှာရှိရတက်မတော်ရဲ့ကာကဲစကန်တစ်ခုခုကိုမိုးကြိုးပြစ်ခံရတယ်ဆိုရင်ဂျိန်းတေပေါ့အဲ့ရှိသမျှပြည်ဖြတ်မီယာရဲ့အကုန်လုံးနဲ့ရှိသမျှပြပါက online အားချောင်းလေးလိုင်းတန်လူသက်သမားတွေ DJ ဖွင့်ပြီးတော့ကချလိုက်မယ်ထင်တယ်အမြဲတမ်းရခိုင်ပြည်ချင်တာကကျမမျက်ခုံးတက်တူထိုးထားပါတယ်ကျမရဲ့ညမလေးကမနေ့ကသူတန်တန်းဆင်းတယ်မျက်ခုံးတက်တူတန်တန်းတန်နေတာတန်တန်းဆင်းတော့ပထမဆုံးကျမတို့သူလက်တယ်ဆမ်းပြီးတော့မျက်ခုံးတက်တူထိုးပေးလိုက်တယ်ဆိုတော့အာအခုမှထိုးတာဒါဆိုတော့ကြည်ရတာတော်တော်ရုပ်ဆိုးနေပါလိမ့်မယ်အဲ့ဒါဇူဒမီမြတ်တာရခိုင်ပါတယ် နော်တိခံပြီးကြည့်ပေးပါရှင်ဒီမျက်ခုံးတက်လူကအနည်းဆုံးတစ်ပတ်လောက်နေမှအသားကျမှာပေါ့နော်ပေါ်ကြတော့စစ်တက်ကဟိုနားမှာပေါ်တာဆွဲတယ်ဒီနားမှာပေါ်တာဆွဲတယ်ပြောပေးမယ် KIA ကလူ460ကျော်ကိုတခြားမျိုးနွယ်စုတစုကိုလက်နက်အားကိုးနဲ့အနိုင်ကျင့်မှုမှာတော့နှုတ်ပိတ်နေကြပါတယ်။ KIA တွေလူပေါင်းဝရများနေပြီလို့ပဲကျွန်မပြောချင်တယ်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ KIA တွေလူပါဝါဒများနေပြီလို့မပူတူပြောပြလာတဲ့ရုပ်တံနဲ့အတူညီနောင်မဟာမိတ်၃ဦးဖွဲ့ကအပြည့်ရက်ကာလကိုနောက်ထပ်တလာတက်တန်းထက်တိုးလိုက်တဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးခြင်းပါတယ်တစ်ဖက်သက်အပြည့်ရက်ကာလကိုနောက်ထပ်လာတက်တန်းထက်တိုးလိုက်တယ်လို့ညီနောင်မဟာမိတ်၃ဦးဖွဲ့ကဒီကနေ့မေလတရက်နေ့ညပိုင်းမှာထုတ်ပြန်ကြေညာပါတယ် ဒီလိုအပြည့်ရဆေးရေးကာလကိုနောက်ထပ်တက်တန်းတလတိုးတာကငလင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတိုက်တာအဆောက်အုံတွေရှင်းလင်းရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နိုင်ရည်လို့အတွက်ဖြစ်တယ်လို့ဆိုပါရစေ။ နောက်ထပ်တစ်ဖက်သက်အပြည့်ရက်ကာလကို2025ခုနှစ်မေလ1ရက်နေ့မှ31ရက်နေ့အထိတလတိတိတက်တန်းတိုးလိုက်တာဖြစ်ပါတယ်ပထမတစ်ဖက်သက်အပြည့်ရက်စေရေးပထမအကြိမ်ကိုညီနောင်မဟာမိတ်၃ဖွဲ့ကဧပြီလ1ရက်နေ့ကနေ3ဝရက်နေ့အထိထုတ်ပြန်ခဲ့ပြီးဒီတစ်ကြိမ်ကတော့ဒုတိယအကြိမ်ဖြစ်ဖြစ်ပါတယ်ဒီအပြည့်ရက်ကာလအတွင်းညီနောင်မဟာမိတ်၃ဖွဲ့အနေနဲ့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာမိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လူမဲဖုံးကြီးတော့နှက်မဲမနေနိုင်ဆိုတာအခုမှလက်တွေ့မရကြရတော့တယ်။လူမဲဖုံးကြီးတော့နှက်မဲတော့မနေနိုင်ဘူး။စီဒီအန်ဆရာဝန်နေစေပညာသင်ကားတဲ့အခါကတင်ယူတက်မြောက်ပြီးလို့ဘွဲယူစင်အခါကစိုးခဲ့ဘူးတဲ့ကျန်းတစ္ဆာတွေကြောင့်ကျန်းစူးပြီးတစ္ဆာဆူကြတယ်ထင်ပါရဲ့။ ရန်ကရနေဆက်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့အရန်ဖတ်သမားတွေကိုစေကူတာပေးနေတဲ့ CDN ဆရာဝန်တွေရဲ့ຫນွေဦးအားမှစေကံကိုမိုးချိုးပြစ်ခတ်ရပါတယ်နော်ဆိုတော့ဒီချိန်နေနဲ့ပတ်သက်လို့ကျွန်မစကားလေးတစ်ခုမှရိုးရိုးရှင်းရှင်းပြောပါရစေ။ဒါဟာကန်ကန်ရဲ့အကျိုးပါလေ။ကိုဆိုင်ပြောတာကိုကိုပြန်ရိုက်သိရတယ်။ကိုပြုတ်တယ်ကန်ကုထံကိုဒီဆိုင်မမပြန်လာပါရဲ့။လူမဲဖုန်ကြီးတော့နှက်မင်းတော့မနေနိုင်တော့ပါဘူးဆိုတဲ့အကြောင်းလေးပဲရိုးရိုးရှင်းရှင်းပြောချင်ပါသေးတယ်။ ။ဘာလို့လဲဆိုတော့ကျမကနတိကိုချိုးတုံရိုက်ပြီးသူရဲကောင်းဘွဲခံရတာမကြိုက်ဘူးလေ။နတိကိုချိုးတုံရိုက်ပြီးသူရဲကောင်းဘွဲခံရအောင်လေကျမတို့စိတ်သက်ကအောက်တက်မကြတဲ့အခါကျတော့ဟော PDF ဒီနဲ့ကြရတဲ့ပုံလေးစီရင်ဆရာဝန်တွေမိုးချိုးပြစ်လို့တိတ်သွားတယ်ဆိုတော့လည်းမိုးချိုးပြစ်ခံရတယ်ပေါ့ဒီလောက်ပါပဲ။တကယ်လို့များအဲ့ညမှာတက်မတော်ရဲ့တက်စကန်တစ်ခုသို့မဟုတ်ရှေးတန်းစစ်မျက်နှာပြင်မှာရှိရတက်မတော်ရဲ့ကာကေစကန်တစ်ခုခုကိုမူချိုးပြစ်ခံရရဆိုရင်ကျင်းတေပေါ့အဲ့ရှိသမျှပြည်ဖြတ်မိရရအကုန်လုံးနဲ့ရှိသမျှပြပါက online အားချောင်းလေးလိုက်တန်လူသက်သမားကြီး DJ ဖွင့်ပြီးတော့ကကြလိမ့်မယ်ထင်တယ်။သူတို့အားရဝမ်းသာနဲ့ပျော်ကြွရွှင်ကြလိမ့်မယ်။သူတို့အောင်ပွဲခံကြမယ်ကျင်းတယ်ပေါ့။ခမားတို့မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်။တကယ်လို့များမျိုးဦးအမယ်စေကမူချုပ်ပြစ်ခံရတာမဟုတ်ပဲနဲ့တက်မတော်စကန်တစ်ခုခုမူချုပ်ပြစ်ခံရတယ်။သူတို့စိတ်တဲ့အောက်တန်းကြောင့်ခုလေခမားတို့မြင်ရတွေ့ရလိမ့်မယ်။နော်အဲ့ဒီလိုမျိုးစိတ်တဲ့တွေအောက်တန်းကြလို့လေကန်ကန်ရဲ့အကျိုးပေးတယ်လို့ပဲကျွန်မရိုးရိုးရှင်းရှင်းသုံးသပ်ပေးချင်ပါတယ်။ နော်အမြစ်တာရေခံပေးချင်တာကကျမမျက်ကောက်တက်သူထိုးထားပါတယ်ကျမရဲ့ညီမလေးကမနေ့ကသူတင်နေဆင်းတယ်မျက်ကောက်တက်သူတင်နေတက်နေတာတင်နေဆင်းတော့ပထမဆုံးကျမကသူလက်တယ်ဆမ်းပြီးတော့မျက်ကောက်တက်သူထိုးပေးလိုက်တယ်ဆိုတော့အာအခုမှထိုးတာဒါဆိုတော့ကြည့်ရတော့တော်တော်ရုပ်ဆိုးနေပါလိမ့်မယ်အဲ့ဒါဆိုတင်မိမျက်တာရေခံပါတယ်နော်တိတ်ခံပြီးကြည့်ပေးပါရှင်ဒီမျက်ကောက်တက်သူကအနည်းဆုံးတစ်ပတ်လောက်နေမှအသားကျမှာပေါ့နော်အာမျက်တာရေခံပါတယ်လို့ကြိုတင်ပြီးတိတ်ခံပြီးကြည့်ပေးပါလို့နော်နောက်တစ်ခုကအဲ တင်းကောင်းစင်ကတော့ကိုတိုင်းသာဖက်ကြည့်တာကျွန်မပါဇက်ကပြောလို့ရှိရင်တော်တော်ကကျင်းသေးပါဖက်ချနိုင်မယ်ရှေ့ရက်တုန်းကလည်းဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မတွင်းတွင်းကြကြပြောခဲ့တယ်ပြောလိုက်ပေမဲ့ကျွန်မတော်တော်ကောင်းကအဖြတ်ခံရတယ်အငလှင်တုန်းကလည်းငလှင်ကြောင့်ပလီပြောတာကိုစိတ်ဟနာရှင်နဲ့မဘာသားရဲ့အမျိုးသားရေးအစိုးရောက်တည်ကြောင်းပါဆိုပြီးတော့ပလီစရာတယောက်ကပြောဆိုမှုကိုကျွန်မတုံ့ပြန်လိုက်တယ်တော်တော်ကကျွန်မအကောင်ကိုချက်ချင်းအဖြတ်ခံရတယ်ကျွန်မအကောင်နဲ့အနီးကပ်ပြသွားတယ် ထားတော့တပတ်အုပ်စုတွေကစက်ကောင်စီကသူတို့ဝေဖန်တဲ့လူတွေဖမ်းနေလို့လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်ထားတယ်လို့ပြောကြသေးတယ်။နောက်ကျမဆိုလို့ရှိရင်ဆဲရတာဆိုတာရိုက်ဆိုင်တာတစ်ခုမှမပါပဲနိုင်ငံရေးစကားပဲနိုင်ငံရေးပိသားစွာရည်ကြီးစွာမျိုးလင်ရှိပေမဲ့ကျမအကောင်ဖြတ်ခံရတယ်။ဒါကြောင့်မို့ဒီဒီကိစ္စပေါ်မှာတော့ထွတ်ထွတ်မှတ်ချက်မပေးလို့ဘူး။အပြီးခဲ့တဲ့နှစ်ရက်ကမှဒီကိစ္စနံပါတ်လို့တွေ့နေကြကြကျမပြောထားတာတန့်ကွက်ထားတာဆန့်ကျင်ထားတာရှိတယ်။နောက်ထောင်နေလို့ရှိရင်ကျမအကောင်တက်တော်အကောင်ထဲမှာနမဟာသွေးအမျိုးသားရေးဝါကြီးဆိုတဲ့အောက်မှာကျမရဲ့ YouTube link ရှိတယ်။ YouTube မှာဝင်ကြည့်ပါရှင်။တက်တော်မှာတင်လို့မရတာလေ YouTube မှာတင်ထားပါတယ်။တချို့ကတော့ တွေကတန်ဖိုးရှိရအတွက်နားထောင်စစ်ချက်မှားတယ်နော်နောက်ထပ်ဇာတ်တစ်ခုက KIA ကရှမ်းပြည်တိုင်းရင်းသားရှမ်းပြည်လူမျိုးစုစုစုပေါင်း460ကျော်ကိုဖမ်းဆီးတဲ့ကိစ္စပြီးခဲ့တဲ့ဇန်နဝါရီလတွေကဖမ်းတာအခုဆို3လကျော်လေးလကျော်နဲ့ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲနဲ့ရှမ်းပြည်တိုင်းရင်းသား460ကျော်ကို KIA ကအတင်းအဓမ္မဖမ်းဆီးပြီးတပ်ပဖွဲ့စုဆောင်တဲ့ကိစ္စဖြစ်တယ်အခုလိုမျိုးအတင်းအဓမ္မလက်နက်အောက်ကိုနဲ့တပ်သားတွေလူ460ကိုတပြိုင်တည်းဖမ်းသွားတဲ့ကိစ္စပေါ်မှာ VOA လို့ BBC လို့ RFA လို့နော် RFA ကတော့သူ့ဘဝသူ့ညီကုံချုပ်သွားပြီမြန်မာနောင်တို့မင်းစည်းမာတို့ခက်တက်တို့အပေါက်တင်ပြနေကြတယ်တရားမျှတပါတယ်ဆိုရင်လေးလိုက်တန်လူတက်သမားနိုင်ငံသားကအွန်လိုင်းအားချောင်းဖွဲ့ရင်ဗစက်ပေါက်ပိတ်နေကြတယ်။တက်မော်ကြတော့စစ်တပ်ကဟိုနားမှာပေါ်တာဆွဲတယ်ဒီနားမှာပေါ်တာဆွဲတယ်ပြောပြီးမြဲ KIA ကလူ460ကျော်ကိုတခြားမျိုးနွယ်စုတစုကိုလက်နက်အားကိုးနဲ့အနိုင်ကျင့်မှုမှာတော့နှုတ်ပိတ်နေကြပါတယ်။ KIA တွေလူပေါင်းဝါတာများနေပြီလို့ပဲကျွန်မပြောချင်တယ်။နောက်တစ်ဆက်ထဲမှာပဲ KIA က ရှင်ရင်ဝင်လာပြီနော်ခဏလေးရှမ်းပြည်မြောက်ပိုင်းရှမ်းမြောက်မိုင်းရော်တိုက်နယ်မန်ကျူရွာကသာသနာပိုင်မြေတွေကို KIA ကစခန်းချတက်ဆွဲထားတဲ့အတွက်ဒေသခံတွေကကတ်ကွက်နေကြပါတယ်သာသနာပိုင်နယ်မြေတွေမှာ KIA ကစခန်းချတဲ့အပြင်အဲ့ဒီမှာရှိတဲ့အိမ်တွေကိုတင်းဖယ်ထားခိုင်းနေပါတယ်ဆိုပြီးတော့အဲ့ဒီမှာကတ်ကွက်ဆန္ဒပြမှုတွေရှိနေတယ်ရှမ်းမြောက်ပိုင်းမိုင်းရော်တိုက်နယ်မန်ကျူရွာအဲ့ဒီမှာဒေသခံတယောက်ရဲ့ပြောဆိုမှုကပါလဲဆိုတော့ဒီကောင်နေတဲ့ဖုန်ကြီးကြောင်းထဲမှာသာသနာပိုင်နယ်မြေတွေမှာတက်ဆွဲထားလို့ရှိရင်စစ်တပ်ကလာပြီးဘုံကျွဲမှာပဲဒါဆိုရင်ကျွန်တော်တို့ဖုန်ကြီးကြောင်းနေပြည့်စည်ရနေတယ် ဒါကြောင့်မလို့ကျွန်တော်တို့ဖုန်ကြီးအကြောင်းမှာကျွန်တော်တို့သာသနာ့မြေမှာလက်ခံမပေးနိုင်ဘူးတဲ့ခင်ဗျားတို့တက်ဆွဲခြင်းစကန်ချခြင်းခင်ဗျားတို့ရပတ်ဒါ sorry ခင်ဗျားတို့ခရိယန်ကြီးရချက်ကြောင်းထဲမှာသွားပြီးစကန်ချပါဆိုပြီးတော့စကန်ချပြီးတက်ဆွဲပါဆိုပြီးတော့ဒေသခံတွေကကတ်ကွက်ရှုပ်ချနေကြတယ်ကျွန်တော်ကျင်တာကဒီကချင်လိုဒေသခံတွေတိုင်းရင်းသားတွေပတ်လောင်လိုဒေသခံတိုင်းရင်းသားတွေ အဒီလိုမျိုးချမ်းမြောက်ကချမ်းတိုင်းရင်းသားတွေလို့တချို့တိုင်းရင်းသားတွေထဲမှာလည်းတချို့တော့တိုင်းရင်းသားတွေကဒီလိုမျိုးစိတ်တက်ပြီးဟွာပြီးတော့နော်အတိညာပြီးဟွာတဲ့တိုင်းရင်းသားတွေရှိတယ်။သို့တော့ပမာတွေကတော့ပိတ်နေကြတော့မယ်။ဘယ်သူတွေပိတ်နေရလဲဆိုရင်ဘကူရာအနောက်ပိုင်းမင်းလာမျိုးနဲ့တော့ပမာတွေပိတ်နေကြတယ်။အခုစစ်တပ်ကိုသူတို့တိုက်နိုင်နေတဲ့ဆက်ကောင်စီတဲကြောင့်သူတို့တိုက်နိုင်နေဆိုပြီးပျော်ကြရွှင်နေကြတယ်။အဲ့ဒီနောက်ဆက်တွဲမှာဒေသခံအရက်သားပြည်သူတွေစစ်ကြောင့်တေးချေးပြက်စီရမယ်ဆိုတော့သူတို့ထဲမတွေးကြအောင်လူလူနားမလည်တဲ့ကြောင်နော်ရှင်းမှာ ERI မှာဆိုလို့ရှင်ဒီလိုပဲ။ဒါမှတော့ ERI က ရွှေတောင်ရံမျိုးတစ်ကို AA နဲ့ BD လေးလာလိုက်တယ်။ဟောရွှေတောင်ရံမျိုးတစ်ကို AA ကတိတ်လိုက်ပြီး6000ကိုဒီနေ့တိတ်တော့မယ်။တစ်သိန်းမော်တင်ဆုံးကိုမနေ့ပြန်တိတ်တော့မယ်လို့ပြောရင်ဒါပေမဲ့လက်ရှိချိန်မှာတော့6000ကဘာမှမဖြစ်တဲ့အတွက်ရွှေတောင်ရံမျိုးတစ်မှာလည်းဘာတိုက်ပွဲသတင်းမှမချရတော့ဘူး။ချားတဲ့ကအဲ့ဒီ AA လာတိုက်သွားတဲ့ရွှေတောင်ရံမျိုးစီမကြီးတဲ့ကြေးပါနဲ့ဘောမီကြေးရမှရှိတဲ့အယတားပြည်သူတွေဒါဒုက္ခရောက်သွားရတယ်။အယတားပြည်သူတွေရှာဖွေဆုဆောင်းသမျှ အိုးအိမ်လေးပျက်စီးဆုံးရှုံးသွားရတာဖတ်တယ်နော်။နောက်ဒါပြင်လေးမျက်နှာမြို့နယ်မှာဆိုဒီလိုပဲလေးမျက်အေရီတိုင်းလေးမျက်နှာမြို့နယ်ပန်တိုကြီးကျေးရွာကိုအေအေနဲ့ PDF တွေကတိုက်ခိုက်သိမ်းပိုင်းလိုက်ပြီးဖြစ်ပါတယ်။အောင်ဝဲခံရတယ်။သူတို့အောင်ဝဲခံတာ24နာရီမကြာလိုက်ဘူး။အခုပါပြောလိုက် အန်တော်ကြီးကျော်ကိုစက်တက်ကတိုက်ပွဲမရှိဘဲနဲ့လက်နက်ကြီးနဲ့ပြစ်နေတဲ့အတွက်ဒေသခံတွေကြောက်လန့်နေရပါတယ်ဆိုပြီးတော့ကလိန်ကကြက်တစ်ပတ်ဆောင်နေနေပြောကြတယ်။ဒါမှမဟုတ်သူတို့တိတ်နေပြောတယ်အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စစ်တက်ကပြစ်တယ်လို့ပြောတယ်နော်။ဆိုလိုချင်တာကစစ်ကိုခေါ်ရင်စစ်ကိုလာရင်ဆိုတဲ့သဘောတရားကိုနားမလည်ကြတာအတွက်ဖြစ်တယ်။ဒီဥစ္စာကိုနမူနာမယူတတ်ဘူးဆိုရင်ရွှေတောင်ရဲ့မြို့တက်ကမကြီးတင်ကြေးရောင်နဲ့ဘုံကြီးရွာစစ်ကြောင်ပြည့်စည်ရတယ်လို့လေးမျက်နာမြို့နဲ့ပန်တော်ကြီးရွာလည်းပဲစစ်ကြောင်ပြည့်စည်ရမယ်။ နော်ဒါကိုနမူနာယူပြီးတော့ဘကိုးတိုင်းနောက်ချမင်းလာမှလည်းပဲချားမင်းကိုသွားသွားမဆွဲနဲ့ချားမင်းကိုသွားဆွဲရင်ချားတိုက်ခံရလိမ့်မယ်ဗမာဒီနင်တို့လူလူတိကြပါ အသိစိတ်တတ်တယ်ရှိကြပါနော်ဟိုရှမ်းမြောက်ကမိုင်းရွာပြည်သူတွေတောင်မှ သူတို့ရွာမှာသူတို့ရွာမှာ လက်နက်ကင်လေးစကိုင်းချရင်တို့ရွာလေးစစ်ကြောင်ပြည့်စည်ရအောင်လဲဆိုတာသိရတဲ့အတွက်ကျွန်တော်တို့ရွာထဲကိုမလာပါဘူးလေဆိုပြီးပြောရတဲ့တပ်တွေရှိကြတယ်ခင်ဗျားတို့ကအဲ့လိုပြောရတဲ့မျက်နှာရက်ခံပြီးအတနာခံရတဲ့တပ်တွေမရှိဘူးဆိုရင်ခင်ဗျားတို့ရဲ့ မားတို့ရဲ့မွေးရဲ့မိခမားတို့ဇာတိမိပျက်စီးရလိမ့်မယ်နော်ခဏပျက်စီးသွားလဲခဏပဲငါတို့ပြန်ပြီးထူထောင်လို့ရတယ်ဆိုပြီးလူပိစကားမပြောနဲ့ရှေ့မှာလေးနှစ်ကျော်ကြာခဲ့တဲ့ဇကိုင်းမှာဘလို့နေထိုင်နေရလဲတရားပြည်နယ်မှာဘလို့နေထိုင်ရလဲခမားတို့နမူနာယူသိမ့်ပါလေအချိန်မီချုပ်ရင်အဆုတ်တတ်တာပါလိမ့်မယ်